ကဲလာမယ့်ယူကောက်ပွင့်ပေါ့နော်။ဘာပြောကြချင်းလဲပေါ့နော်။ဆိုလိုချင်တာဟာဒီပြည်သူလူထုတွေဟိုတရားမျှတမှုမရှိမှဆိုရင်တော့ပေါ့နော်။ဟုတ်ကဲ့ဒီအပေါ်ဘယ်လိုဖြေကြားချင်းပါလဲခင်ဗျာ။ဟုတ်ကဲ့ကျွန်မလာမယ့်ယူကောက်ပွင့်မှာပေါ့နော်။လာမယ့်2015ဒုတိယအကြိမ်ဒီမြန်မာနိုင်ငံရဲ့ပေါ့နော်။ဒီယူကောက်ပွင့်မှာကျွန်မအနေနဲ့ကတော့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်နေပေါ့နော်။ပြန်လည်ပြီးတော့အယူခံမှာဖြစ်ပါတယ်။ကျွန်မဆိုရင်ကြောက်ကြတာကပေါ့နော်။ဒီပထမအကြိမ်ယူကောက်ပွဲကတော့မတရားမှုတွေ အများကြီးရှိတာကိုတွေ့ရတာပေါ့နော်ဒီဒီချိန်မှာတော့ဒီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်ကတော့အမှတ်ခံထားပါတယ်ပေါ့နော်ဒီတရားမြတ်တတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာမယ်လို့ဆိုပြီးတော့သူကတော့ပြောထားပြီးမြေကျွန်တော်တို့ကတော့အဲ့ဒါကိုစောင့်ကြည့်ဖို့တော့အချိန်တစ်ခုလိုအပ်ပါသေးတယ်ရောအခုလက်ရှိမှာတော့ဒီကော်မရှင်ကနေလုတ်ဆောင်ချက်တွေတချို့ကတော့ပေါ့နော်ကျွန်တော်တို့အတွက်အားရကျေနပ်မှုမရှိတာကိုတွေ့ရတယ် ဟုတ်ကဲ့အခုဒီမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဆွေးနွေးနေကြတာပေါ့နော်ဟုတ်ကဲ့ဒီငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အပေါ်မှာရောဟိုဘယ်လိုမြင်လဲဘယ်လိုသဘောထားရှိလဲနည်းနည်းလေးပြောပြပေးပါလားခင်ဗျာဟုတ်ကဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရရှိဖို့အတွက်ပေါ့နော်နိုင်ငံတော်အစိုးရအပြင်ကျမတို့ရဲ့လွတ်တော်ဘက်ကလည်းပေါ့နော်ပါဝင်ပြီးတော့ဆောင်ရွက်ပေးနိုင်ပါတယ်ငြိမ်းချမ်းရေးရရှိမယ်ဆိုတော့အနေထားမှာတကယ်တကယ်တော့စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိတည်တံ့ခံရတဲ့ငြိမ်းချမ်းရေးဖြစ်ဖို့ကအဓိကကြပါတယ်အဲ့တော့ တကယ်လို့သာပေါ့နော်ငိတ်ချမ်းရေးဆိုတာကိုလက်မရေးထိုးပြီးတော့တကယ်လက်တွေ့မှာငိတ်ချမ်းမှုမရှိဘူးဆိုရင်တော့ကျွန်မတို့အတွက်စစ်မှန်တဲ့ငိတ်ချမ်းရေးဆိုတာကဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မို့စစ်မှန်တဲ့ငိတ်ချမ်းရေးဖြစ်နိုင်ဖို့အတွက်ကလွတ်လာတဲ့တရားမျှတတဲ့ပေါ့နော်အေးချမ်းသာရတဲ့ညီမြမှုရှိတဲ့နိုင်ငံတကူဖြစ်လာဖို့အတွက်ကကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့တိုင်းဒါလက်နဲ့ကန်အဖွဲ့အစည်းတွေပါဝင်လာဖို့အဓိကလိုအပ်ပါတယ်လို့ဟုတ်ကဲ့နောက်တစ်ခုမေးစေချင်တာကဒီ9နှစ်အတွင်းမှာတမရဟိုဖြစ်ခဲ့လာတဲ့ဒီ ဒီသမရပေါ့နော်မြန်မာနိုင်ငံသမရပေါ့နော်ဟုတ်ကဲ့ပြည်သူလူထုရဲ့အကျိုးပြည်သူလူထုရဲ့ဟိုအတွက်ပေါ့နော်ဘာတွေလှုပ်ဆောင်နိုင်ခဲ့တယ်လဲဟိုဘယ်လိုမြင်လဲပေါ့နော်ဒီလှုပ်ဆောင်နိုင်တဲ့အရာပေါ့နော်နည်းနည်းလေးပြောပြပေးလောက်ခင်ဗျာကျမအမြင်ပြောရမယ်ဆိုရင်ကျမတို့ကတော့လွတ်တော်အပိုင်းဆိုတော့ပေါ့နော်ဒီလွတ်တော်ဆိုတာကနိုင်ငံတကာနိုင်ငံရဲ့ဒီမိုကရေစီချစ်ဆင်တဲ့အညီဆောင်ရွက်နိုင်ဖို့အတွက်ကတွန်းအားပေးနေရတာကလွတ်တော်ပါအဲ့တော့လွတ်တော်ကိုလွတ်တော်ကနေတဆင့်ကျမလွတ်တော်ကိုဆိုလက်ဒီဦးနေနဲ့သမထကိုကြည့် ရက်ခါမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့သမထနေရတော့တကယ်ဟိုညွန်ကြားလာတာတွေပေါ့နော်စာတွေ့မှာတော့တကယ်ကိုကောင်းနေပါတယ်ဒါပေမဲ့အောက်ခြေအထိကိုမရောက်တာကိုတွေ့ရပါတယ်အောက်ခြေပြောင်းလဲမှုကအများကြီးလိုအပ်နေတာကိုတွေ့ရပါတယ်ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုအပေါ်ပိုင်းကသမထရဲ့ပြောတာဆိုတာညွန်ကြားတာတွေနဲ့အောက်ခြေမှာဆောင်ရွက်တာတွေကမတူညီတာတွေကိုအဲ့ဒါကိုအားရမှုမရှိတာအမှန်တကယ်ပါအခုလိုသမဏေလောက်တာအားရကျေနပ်မှုမရှိဘူးပေါ့နော် အောက်ချီထိမရဘူးဆိုတော့ဒီအောက်ချီလိုအကျက်တော့နည်းနည်းလေးထောက်ပြပေးပါလားခင်ဗျာ โอเคအောက်ခြေမှာအထူးသဖြင့်ပေါ့နော်ကြေးရအောင်ချုပ်ရင်းမှုမြို့နယ်အုပ်ချုပ်ရင်းမှုတွေကပြောင်းလဲမှုနည်းလာတော့တွေ့ရပါတယ်ကြေးရအောင်ချုပ်ရင်းမှုတွေပြောင်းလဲခြင်းတောင်မှမြို့နယ်အုပ်ချုပ်ရင်းမှုတွေကနေတခါဖိအားပေးကြတယ်အများကြီးတွေ့ရတယ်ကျမတို့ကတော့ဒီကြေးရအောင်ချုပ်ရင်းမှုတွေကိုအမြဲတမ်းဟိုတွေးနေရပါတယ်ဒီဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့အခါမှာပေါ့နော်တခါတလေကြားလို့ရှိရင်ကြေးရကလုတ်ချင်တိုင်းလုတ်လို့မရတာတွေရှိပါတယ်ပြီးတော့ကြေးရအုပ်ချုပ်ရင်းမှုတွေကြေးရတစ်ခုလုံးပြောင်းလဲဖို့အတွက်အဓိကကြပါတယ် ဲ့တော့ဒီကျွတ်ရအောင်ချွေးရေးမှုကလည်းပဲသူ့ကိုသူသိရမယ်နိုင်ငံတော်ကဟိုအရင်ကဆိုရင်မြို့နယ်ကနေပြီးတော့တာဝန်ပေးအပ်တာပေါ့နော်အခုတော့ကြီးရွာကနေပြီးတော့တင်မြောက်ပေးထားတဲ့ကြီးရွာရဲ့ခေါင်းဆောင်ကိုစလဲဥက္ကဋ္ဌဆိုတာကိုကိုကိုသိဖို့လိုအပ်ပါတယ်အဲ့တော့ဘာပဲဖြစ်ကြီးရွာရဲ့အတန်တွေကိုကြီးရွာရဲ့ပြဿနာတွေကိုအရှိရနေမမမမဥဆောင်ပေးနိုင်တဲ့ကုညီဖြစ်ရှင်ပေးဖို့အတွက်ဆောင်ရွက်ပေးနိုင်တဲ့ခေါင်းဆောင်ဖြစ်မှသာဒီကျမတို့ရဲ့ဒီမိုကရေစီဖော်ဆောင်မှုကပုံမှန်ပြီးတော့အကျိုးသက်ရောက်မှာဖြစ်ပါတယ် ဟိုအခုဒီကရင်ပြည်နယ်မှာဆိုရင်ပေါ့နော်လေယာသိမ်းမြာသိမ်းပေါ့နော်ဌာနဆိုင်ကသိမ်းတာများတယ်ပေါ့နော်ဒီအစိုးရသိမ်းလို့ပြောကြတယ်ပေါ့နော်ဟုတ်ကဲ့တကယ်အရှိမှရောအစိုးရသိမ်းတာဟုတ်ပါရဲ့လားလွတ်တော်မှာဘယ်လိုဖြည့်ဆင်းကြတယ်လဲပေါ့ဒီမြေသိမ်းရသိမ်းပေါ့နော်ဒီလေယာဉ်မြင်းနဲ့သိစီတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ကတော့ဒီပြောင်ဆွတ်လွတ်တော်မှာကော်မရှင်တူဦးနေနဲ့လည်းပါဝင်ခွင့်ရပါတယ်အဲ့တော့ကော်မရှင်နေနဲ့ကျမတို့ကစုံစမ်းစစ်ဆေးရေးလုပ်ရတဲ့အခါမှာဒီမွန်ကရင်တာဝန်ယူရပါတယ်အဲ့တော့ဒီလေယာဉ်မြင်းသိစီတာနဲ့ပတ်သက်ပြီးတော့ စီမံကိန်းတွေကြောင့်ပေါ့နော်အဲအများဆုံးသိရှိတာကိုတွေ့ရတယ်ကျွန်တော်တို့ဒီမှာဆိုရင်ဒီတန်လွင်ကြားကြောင့်သိရှိတာတွေရှိတယ်ဒီဆက်မှုကြောင့်စုံကြောင့်ပေါ့နော်သိရှိတာရှိတယ်ပြီးတော့ဟိုတယ်တွေဟိုတယ်တွေဆောက်လွှဲတာလည်းသိရှိတာရှိတယ်ပြီးတော့အမွေးမြူရေးစုံတယ်သိရှိတာတွေရှိပါတယ်ပြီးတော့ဒီရေပုတ်ဆယ်ပေါ့နော်ဒီရေပုတ်ဆယ်တိဆောက်ခြင်းနဲ့ပတ်သက်တော့လည်းစီမံကိန်းတစ်ခုခုကြောင့်ပေါ့နော်သိရှိတာလည်းတွေ့ရပါတယ်အဲ့ဒါအပြင်ဒီရထားရထားတွေဒီလေရင်တွေပေါ့နော်အဲ့ဒီအတွက်ကိုလည်းပဲ သိသိတာကိုတွေ့ရပါတယ်အဲ့တော့အတာကိုပြန်ကြည့်လိုက်မယ်ဆိုရင်အခုလက်ရှိမှာတော့ပြပြပြန်ပြန်ပြော့ပေးတာဆိုလို့တခုမှမတွေ့ရသေးပါဘူးအဲ့ဒါကတော့ကျမတို့ရဲ့ဒီကျမရဲ့ဒီပြည်သူ့လွတ်တော်ပေါ့နော်ပတ်တန်ငန်းနေတွင်မှာပေါ့နော်ကျမအနေနဲ့ကတော့ဟိုပျော်ခွင့်သာရတာပေါ့နော်ကျမတို့အနေနဲ့ကလုပ်ငန်းအကောင့်ထည့်ပေါ့ဖို့ကြတော့ကျမတို့တာဝန်မဟုတ်တဲ့အတွက်ကြောင့်ကျမတို့ကပြန်လည်ပေးသင့်တယ်ပြန်လည်ပြီးတော့စွန့်သင့်တယ်လုပ်ငန်းတစ်ခုကိုစီမံကိန်းတစ်ခုကိုအကောင့်ထည့်ပေါ်တဲ့နေရာမှာဆောင်ရွက်ဖြစ်ဖို့ဆိုလို့ကြည့်ရင်တော့မူလပိုင်ရှင်မနစ်နာအောင်တော့ပေါ့နော် ဒီမြေရာကိုပြန်လဲပေးတင်တာတို့ဒါမှမဟုတ်လို့ရှိရင်လည်းပေါ့နော်ကာလာဖောက်စီတင်နေပေါ့နော်နှစ်နာမှုမရှိအောင်နှစ်နာကြီးလေးတွေကိုပေးဖို့တင်ပါတယ်ဒါမှမဟုတ်ရင်မြေရာအစားပေးတင်တယ်ဆိုတာကကျွန်တော်တို့ရဲ့2012ဒီလက်ရာဥပဒေမှာပါထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဒါကို account ထဲပုံပုံအားနေပါတယ်လို့ဟုတ်ကဲ့ဒီ9နှစ်တန်ဟိုလွတ်တော်ထဲမှာဝင်ပြီးတော့ဟိုတိုက်တွန်းနိုင်ခဲ့တယ်ကုပြည်သူအတွက်လုတ်ပေးနိုင်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့စိတ်ထဲမှာဘယ်လောက်ထိအားရကျေနပ်မှုရှိလဲကျွန်တော်တို့တွန်းအားနေနေရတော့ ိုတကယ်ကိုကြည်နတ်မှုဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီပထမဦးဆုံးပထမအကြိမ်ဒီပြည်သူ့တော်ပေါ့နော်။အစည်းအဝေးစခရဲကကျွန်တော်တို့ဒီပါတီအနေနဲ့ပေါ့နော်။ဒီတိုင်းနာလက်နဲ့ကန်အဖွဲ့အစည်းတွေကိုအပြစ်ခရရစေဖို့ဆိုပြီးတော့ဟိုအဆိုအနေနဲ့ကိုတင်ခဲ့တယ်။ဒါဒီနေ့အကောင့်ထည့်ဖို့နေတာကအဲ့ဒီအဆိုနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုရလို့အကောင့်ထည့်ပေါ်တာကိုအားရချင်နာမိတယ်။နောက်ပြီးတော့ဟိုနောက်အဆိုနောက်တစ်ခုကတော့ဒီကျွန်တော်တို့ကရင်ပြည်နယ်မှာအထူးသဖြင့်ဒီမူရစေဝါနဲ့ပတ်သက်ပြီးတော့ပေါ့နော်။တအားကိုဟို ပိန်မရှိဘဲနဲ့စိုက်ပြိုးတာမရှိဘဲနဲ့ပေါ့နော်မူကြီးဆေးဝါးကိုသုံးဆွေးနေတာအခုကျောင်းသူကျောင်းသားတွေကအစပေါ့နော်အမျိုးသမီးမိတွေမှမကြမ်းသုံးနေတယ်ဒါနဲ့ပတ်သက်ပြီးတော့မှပတ်ကြောက်ရေးအတွက်ပေါ့နော်ပြီးကြောင်စုလွတ်တော်ကိုတိုက်တွန်းခဲ့တယ်အဲ့ဒါလည်းပဲအဲ့ဒီအဆုံလည်းအောင်မြင်ခဲ့တယ်နောက်ကျမကတော့ဟိုကျမမမရရဖြစ်တာကဒီ2000ဒီ2014မှာပဲ ကျွန်မဒီ2045လောက်မှာပဲကျွန်မဗတ်တင်ခဲ့လဲဆိုတော့ဒီအမျိုးသမီးတွေအတွက်ပေါ့နော်အကြံဖက်မှုကာကွယ်ရေးအတွက်ပေါ့နော်ဒီဥပဒေကိုအမြန်ဆုံးပြဋ္ဌာန်းဖို့ဆိုပြီးတော့အဲ့ဒီအဆိုကိုလည်းတင်ခဲ့ပါတယ်အောင်မြင်ခဲ့ပါတယ်ဒါပေမဲ့အခုထိကျွန်မတို့လက်တွေ့မှာအဲ့ဒီဥပဒေကမထွက်လာသေးတာဟိုမြုံနေရလုံးမှာပဲလို့ဟုတ်ကဲ့ကျွန်တော်သိရသလောက်ဆိုရင်ဒိုနက်ဆီဟိုဆိုရင်ဒီဒီကင်းပြည်နယ်ကရှိတဲ့ပြည်နယ်ဟိုမြို့တွေမှာပေါ့နော်မြို့တို့ရက်ွက်တို့ကျင်းနယ်တို့မှာကွင်းစီဘီတို့လေ့လာအများဆုံးတွေ့ရတာပေါ့နော်ဟုတ်ကဲ့ဘာကြောင့်အဲ့လောက်ထိသွားရသလဲပေါ့ကျွန်မဘလောက် ဒီလောက်အထိကိုသွားနေရတယ်လေကျော်ကျမရဲ့မြို့နယ်မှာကျမတင်တဲ့တခြားမြို့နယ်နဲ့စာမယ်ဆိုရင်ပေါ့နော်ဟိုပြီးခဲ့တဲ့ကို88ပေါ့နော်88နောက်ပိုင်းဒီမြေယာသိသိမှု ပြဿနာပေါ့နော်တခြားလက်သိမ်းရသိမ်းပြဿနာအပြင်တခြားပြဿနာတွေကအများဆုံးဖြစ်နေတဲ့နေရာလို့ကျွန်မယူဆတယ်ဒါကြောင့်မို့ဒီအဆန်ထွက်တဲ့ရွာတိုင်းကိုတော့ကျွန်မအရောက်သွားခဲ့ပါတယ်ဒါပေမဲ့ကျွန်မရဲ့မြို့နယ်အနေနဲ့ကကြေးရွာဘက484ရွာရှိတဲ့အတွက်ကျွန်မအခုလိုတော့မရောက်နိုင်ပါဘူးလို့အဆန်ထွက်တဲ့ရွာပြဿနာဖြစ်တဲ့ရွာလေးတော့ကျွန်မရောက်ရောက်တဲ့နေနဲ့ကိုကျွန်မရောက်ခဲ့ပါတယ်ကဲရောက်သွားတော့လုတ်ပေးရတော့ဗောနော်ကိုပြည်သူတွေလုတ်ပေးရဘယ်လောက်ထိအားရကျေနပ်မှုရှိလဲကျွန်မဘက်ကတော့ဗောနော်ဒီ ကျက်ပွင့်ပြမိကုန်းနေနဲ့ရောပေါ့နော်ကျက်ပွင့်မပြတဲ့မိကုန်းနေနဲ့ရောလွတ်တော်မှာတင်ပေးခဲ့ပါတယ်ကျွန်မတင်ရတဲ့ပန်းကိုတော့အားရောင်းကျေနပ်မှုရှိပါတယ်ဒါပေမဲ့လက်တွေ့အကောင်ကျေပေါ်တဲ့နေရာမှာကျွန်မအားရောင်းတာကျေနပ်မှုမရှိတာအမှန်ပါဟုတ်ကဲ့နောက်တစ်ခုကတော့ဒီကရင်ပြည်နယ်မှာဆိုရင်ဟိုစားလူမှုရေတို့ကျမ်းမာရေတို့ပညာရေတို့အများကြီးရှိတယ်ဟုတ်ကဲ့ရိုးရရင်ကျင်းမှုနေရာမှာလည်းဟိုဒေါနာစီဟိုအမြဲတမ်းတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒီရိုးရရင်ကျင်းမှုကရင်ရဲ့ရိုးရရင်ကျင်းမှုမှာဘယ်လောက်ထိအရေးကြီးလဲပေါ့နော်ကရင်လူမျိုးတစ်မျိုးရဲ့ သူ့ရဲ့ကိုတရုတ်ကိုဖော်ဆောင်နိုင်တာကဒီလက္ခဏာကိုဖော်ဆောင်နိုင်တာရိုးရရင်ချင်းမှုပါပဲကျမတို့ကရိုးရရင်ချင်းမှုလို့ပြောလိုက်တဲ့နဲ့ဒါဘာသာရင်နဲ့မဆိုင်ဘူးဆိုတာကရင်တွေအားလုံးသိထားဖို့လိုအပ်ပါတယ်ကျမတို့ကရင်မှာပါဖြစ်လဲဆိုတော့ဘာသာတွေ क्वे နေတယ်ဘာသာ क्वे နေတဲ့တကြအယူဆတွေလည်း မတူရအောင်ပေါ့နော်ဒါနဲ့ပဲကျွန်တော်တို့ကရင်တွေချင်းချင်းကစိတ်ဝင်ကွဲနေကြပါတယ်အဲ့တော့ကျွန်တော်တို့သိထားမှာကရိုးရာ delay ဆိုတာကဘာသာရေးမဟုတ်ဘူးဆိုတာဒါကြောင့်မို့ရိုးရာ delay မှာကျွန်မအနေနဲ့ဒီရွေးကောက်ပွဲမတိုင်ခင်ရဆိုရင်လည်းပဲကရင်စာပင်နဲ့ရင်ချင်းတို့တက်ပြန့်သွားရေးသင်မှာဒီဥက္ကဋ္ဌအနေနဲ့ဆောင်ရွက်ခဲ့တယ်တာဝန်ယူခဲ့တာပေါ့နော်ကျွန်မတို့ရဲ့ရိုးရာရင်ချင်းမှု delay တုံးတန်းအနေနဲ့ပတ်သက်တဲ့ရိုးရာပွဲတော်တွေမှာဆိုရင်လည်းပဲကျွန်မအနေနဲ့ဘယ်နေရာမှာဆိုတော့တွားရောက်ပြီးတော့ပတ်ဝင်ပြီးတော့ကူညီခဲ့ပါတယ်လို့ဟုတ်ကဲ့ ီအထက်မှာရိုးရရင်ခြင်းမှုတို့ဒီအကုန်လုံးပေါ့နော်ခုနပြောတဲ့အထက်မှာဆိုရင်ကျွန်တော်အကြိုက်ဆုံးကတော့ဒီဩစာဒီတိုင်းရင်သားလက်နဲ့ကဲပဋိပက္ခဖြစ်ရေးဟိုဆ iam မအနေနဲ့ဟိုဖြစ်စင်းနိုင်တယ်လို့ဟိုထွက်ထွက်ဆိုတယ်ပေါ့နော်အဲအဲ့လိုအပန်ထွက်တော့ပေါ့နော်ဟုတ်ကဲ့ကိုယ်စိတ်ထဲမှာဒီလက်နဲ့ကန်တဲ့လူတွေကဆွနှွေးနိုင်ဖို့ကအရန်ခက်တယ်ဟုတ်ကဲ့ဟိုဒီဒေါနတ်စီဟိုအနေနဲ့ပေါ့နော်ဒီလိုမျိုးဟိုဆွနှွေးညှိနိုင်ရေးအထက်မှာ ဟိုဥဆောင်ပြီးတော့ဝင်ပါတဲ့လူတရားလို့လွတ်တော်ထဲမှာတင်မဲ့လူတရားလို့ကျွန်တော်သိရတယ်ပေါ့နော်ဟုတ်ကဲ့ဘယ်လောက်ဒီအာရကျင်နာမှုရှိအဲ့ဒီပေါ့ဒီတိုင်းရင်းသားလည်းနဲ့ကန်နေပေါ့နော်ဒီအပြစ်ခရဆဲနိုင်ဖို့ပြီးကျွန်တော်တို့ပြည်တော်စုလွတ်တော်မှာဟိုကျွန်မရဲ့ပါတီဥက္ကဋ္ဌဥဆောင်သိအောင်အနေအစိုးတင်လိုက်တယ်ဒီအစိုးနဲ့ပတ်သက်ပြီးတော့တိုင်းရင်းသားတွေအားလုံးကနေဝင်ရောက်ဆွေးနွေးပြီးတော့ထောက်ခံကြတယ်အဲ့ဒီထောက်ခံချက်ပေါ်မှာပြည်တော်စုလွတ်တော်ကလည်းပဲအတိပြုလိုက်တာပေါ့နော်ဒါကြောင့်မို့ဒီနေ့ဒီတိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းတွေအားလုံးဒီလက်နက်ကန်အပြစ်ခရရစေးရေးဒီအမျိုးသားရင်ကြားစစ်ရေး ဒီငြိမ်းချမ်းရရှိဖို့အတွက်အားလုံးကပူးပေါင်းဆောင်ရွက်နေပါတယ်။တာဝူလည်းပဲကျွန်မတစ်ဖက်ကနေပြတော့ဒီအခြေအနေတခုရောက်ပါတော့ကျွန်မတို့ကတော့အရင်ကနေစာမယ်ဆိုရင်ကျွန်တော်တို့အားကြီးပဲဟိုဝန်တာချိန်နှမ်းမိပါတယ်။ဒါပေမဲ့အားရချိန်နှမ်းမှုကတော့အောက်ခြေမှာဖြစ်နေတာလေးတွေကတော့ရှိနေပါသေးတယ်။အဲ့ဒါလေးကိုလည်းအားရချိန်နှမ်းမှုမရှိသေးပါဘူးလို့တကယ်တော့တော့ပေါ့နော်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကရင်ပြည်နယ်မှာအများဆုံးဖြစ်နေတာကကရင်ရင်းချင်းပြန်တက်ရတဲ့အခြေအနေပြန်ဖြစ်နေတာအဲ့ဒါကိုတော်တော်လေးကိုစိတ်မကောင်းဖြစ်နေပါတယ်လို့ ဟုတ်ကဲ့နောက်တစ်ခုကတော့ဒီအခုလက်ရှိဟို KNU အဖွဲ့ကြီးပေါ့နော် KNU အစည်းရုံးပေါ့နော်ဟုတ်ကဲ့ဟိုအဖြစ်ခရစီဒီငញ្ញိုင်လက်မှတ်ထိုးကြတော့ပေါ့ကိုပေါ့ပေါ့နော်ဟုတ်ကဲ့ဒီအပေါ်ဘယ်လိုသုံးသပ်ခြင်းပါဒီ KNU ရဲ့အပြစ်ခရစီလက်မှတ်ထိုးတာကိုတော့ဝန်တာအရာကျုပ်ဆိုပါတယ်ဒါပေမဲ့ KNU တခုလုံးပါလာဖို့မရှိသေးတာကိုတွေးရတယ်အဲ့ဒါလေးကိုလည်းကျွန်မအနေနဲ့စိတ်မကောင်းဖြစ်မိတယ်တကယ်တကယ်ဖြစ်သင့်တာကတော့လက်နက်ကန်အဖွဲ့စီအားလုံး KNU တခုလုံးကိုကိုစားပြုတဲ့ KNU အဖွဲ့အစည်းတစ်ခုအနေနဲ့ကိုလက်မှတ်ထိုးစေချင်ပါတယ်လို့နောက်တစ်ခုကတော့ဟောစာပါနော်ဟိုအရင်တစ်ခေါက်နဲ့အရင်တစ်ခေါက်ဟိုရွေးကောက်ခံလိုက်ရတဲ့ဒီဒိုနန်စ်ဟောပါနော်ဟုတ်ကဲ့အခုလက်ရှိမှာဆိုရင်ဟိုတော်တော်ပါတီများလာလို့ကြားရမှာနော်ဟုတ်ကဲ့ဘယ်လိုပါအရင်တစ်ခေါက်နဲ့ဒီတစ်ခေါက်နဲ့ဘယ်လိုကွာခြားလဲနည်းနည်းလေးပြောပြပေးပါဟုတ်ကဲ့ဟိုကျမအမြင်ပေါ့နော်ပြီးခဲ့တဲ့2010မှာတော့ကျမတို့ကဒီ ကျမဒီသူတို့ဒေါ်ကိုစလဲသူအနေနဲ့ရှင်ပြန်ခဲ့ရတာအားလုံးပေါင်းမှာ၃ပါတီပဲရှိပါတယ်အခုဆိုရင်ပါတီ၃၀ကျော်တယ်လို့ကျမအကြံပြင်းသိတာလားပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကျမအတီတော့ပြောလို့မရသေးဘူးအဲ့တော့ဒီပါတီကြီးများလာခြင်းအဖြစ်ပေါ့နော်ဒီပါတီထဲမှာဆိုရင်ကရင်တိုင်းသားတွေကလည်းပါတီတွေရှိလာတယ်လို့တခြားလူမျိုးတွေလည်းပါတိုင်းသားတွေလည်းပါတီပါလာတယ်ပြီးတော့ကောင်းစဉ်အမျိုးမျိုးနဲ့ပေါ့နော်တခြားပါတီတွေလည်းအများကြီးရှိလာပါတယ်ဒီလိုမျိုးပါတီများလာတာကဟိုမြေဆန္ဒရှင်ပြည်သူတွေကတော့ ဝေဝါးစီတာပေါ့နော်အဲ့ဒါတခုတော့ဖြစ်စီတယ်ပေါ့ဒါပေမဲ့ကျွန်မတို့ရဲ့ပြည်နယ်ကျွန်မတို့ရဲ့ဒီသနဲ့ကိုထိုက်တန်တဲ့လွတ်တော်ကိုလည်းတခုတော့ပေါ်လာလိမ့်မယ်လို့ကျွန်မယူဆပါတယ်ဟုတ်ကဲ့ဟိုဘယ်တော့ပဲပါတီများများပေါ့နော်ဒီပါတီအနိုင်ရပြီဆိုရင်လူလူအချိုးပြုတ်ရမှာပဲပေါ့နော်ဟုတ်ကဲ့ဒီလာရွေးတဲ့ပြည်သူလူထုပေါ့နော်မဲပေးမဲ့မဲထဲမဲ့ပြည်သူလူထုပေါ့နော်ဘာပြောကြင်လဲဟုတ်ကဲ့မဲထဲမဲ့ပြည်သူလူထုကို ြောချင်တာကတော့ကိုရဲ့အသေးကြားတဲ့ကအပြင်အုံနောက်ရဲ့ကြားတဲ့ကနေစဉ်းစားဆုံးဖြတ်ပြီးတော့ဒီမဲကိုထက်ဖို့လိုအပ်ပြီလို့ကျွန်မယူဆပါတယ်။2015ရဲ့ရွေးကောက်ပွဲက2010ရွေးကောက်ပွဲနဲ့မတူတော့တာကိုလည်းကျွန်တော်တို့အားလုံးသိထားဖို့လိုအပ်ပါတယ်လို့ဒါကြောင့်မို့ကိုရဲ့မဲတပြားအတွက်ပေါ့နော် ကိုရွေးချယ်လိုက်တဲ့ကိုရဲ့ဥဆောင်နိုင်မဲ့လွတ်တော် ကိုစလေလောင်းတူဦးကိုမမကကန်နဲ့ရွေးဆွဲဆုံးပြနိုင်ပါစေလို့ကျွန်မအနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ ခုဆိုရင်ဘောနော်ဒီဟိုထောင်ထဲမှာဆိုရင်နိုင်ငံရေးလှုပ်ရှားတဲ့အကျဉ်းသားရှိတယ်ဟိုတို့နော်အွန်လာတို့ဖြူဖြူဝေတို့ဘောနော်နိုင်ငံခြားမှာဆိုရင်တို့လူမျိုးကိုရေးအတွက်ဟိုစားလှုပ်လှုပ်ဆောင်နေကြပြီဟိုလှုပ်ရှားနေကြပြီဘောနော်အဲ့ဒီပေါ်ဘယ်လိုမြင်လဲပေါ့ကျမဟိုတလုံးကထောင်ပေါင်းများစွာလွတ်လိုက်တယ်ပေါ့နော်အဲ့ဒီထဲမှာကျမမျိုးလင့်တာကတော့ တကယ့်နိုင်ငံရေးသမားတွေပါလာလိမ့်မယ်လို့ကျွန်မထင်ခဲ့တယ်ဒါပေမဲ့တကယ့်နိုင်ငံရေးသမားတွေမပါလာဘူးပေါ့နော်အဲ့တော့ကျွန်မတို့အနေနဲ့ကတော့ဒီနိုင်ငံရေးသမားတွေကဘာကြောင့်ဒီနိုင်ငံရေးလှုပ်ရှားမှုကိုလှုပ်ဆောင်နေရသလဲအဲ့တော့သူတို့တွေမှာရောတကယ့်တကယ်ဟိုလူငယ်ချမ်းသာခွင့်ပေးသင့်သလားပေါ့နော်ပေးသင့်တယ်ဆိုရင်တော့ဒီလူတွေကိုတော့ကျွန်မတင်တဲ့လူခွင့်ရေးနေရောပေါ့နော်ဒီချိန်ဒီခါမျိုးမှာတော့ပေးသင့်တယ်လို့ကျွန်မယူဆပါတယ်ဘာကြောင့်ပေးသင့်တယ်လဲပေါ့ ။ဘာကြောင့်ပေးသင့်တယ်လဲဆိုတော့ဒီနိုင်ငံရေးသမားလို့ပြောလိုက်တဲ့ဒီလူခွင့်ရေးသမားတွေဟာသူတို့ရဲ့ကိုယ်ကျိုးအတွက်မဟုတ်ဘူး။ကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသားအတွက်အရှိအနေမမမမပေါ့နော်။ဒီလုံဆောင်မှုတကူကိုလုံလိုက်တိုင်းမှာသူတို့သိထားပြီးသားဖြစ်ပါတယ်။အနောက်မှာဒါဥပဒေနဲ့အညီသူတို့ကိုအေးအေးယူဆောင်ရွက်နိုင်တယ်ဆိုတာသိထားပြီးသားပါ။ဒါပေမဲ့သူတို့အဲ့ဒါကိုကိုယ်ကျိုးစွန့်ပြီးတော့သူတို့ရဲ့နိုင်ငံသူနိုင်ငံသားအတွက်ပေါ့နော်အရှိရနေမမမမဥဆောင်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဒီလူတွေကိုကျွန်မအနေနဲ့ကတော့ပေါ့နော်သူတို့တွေကိုလည်းလွတ်ပေးသင့်တယ်လို့ကျွန်မယူဆပါတယ် နောက်တစ်ခုကတော့ဒီသမရဥသိမ့်စိတ်လက်ထက်မှာဆိုရင်နိုင်ငံရေးအကျဉ်းသားလွတ်တာအများကြီးပဲလွတ်တဲ့အထက်မှာလည်းဟိုရာဇဝမှုအကျဉ်းသားလည်းပါတယ်ဟုတ်ကဲ့သူလက်ဟိုဒီသမရဥသိမ့်စိတ်လက်မှာထိုးမှပဲလွတ်လို့ရတယ်လေဟုတ်ကဲ့ဒီလွတ်လိုက်တဲ့အထက်မှာနိုင်ငံရေးသားဟိုတရားမကြံလွတ်ဖို့ကျင့်ညာတော့တခါကြားဘူးလို့ပေါ့နော်ဟုတ်ကဲ့အခုဒီ2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲမှာပေါ့နော်နိုင်ငံရေးသားနိုင်ငံရေးအကျဉ်းသားကြံနိုင်အောင်မလားကြံသိအောင်မလားပေါ့နော်ပြောပြပေးကျွန်မထင်တယ် ဒီနိုင်ငံရင်အချင်းသားလူငယ်ချမ်းသာခွင့်ပေးပါတယ်ဆိုတော့ကျွန်မလည်းမကြာခဏကြာရပါတယ်တကယ်တကယ်ပါမလာတာတော့အော်ဆရာကောင်းတယ်သူတို့ကိုနိုင်ငံရင်အချင်းသားလို့မသတ်မှတ်တာလားမသိပါဘူးအဲ့တော့ဘလို့အချင်းသားမျိုးသတ်မှတ်လို့ကြံကြံခဲ့လေတော့ကျွန်မမသိဘူးပေါ့နော်ကျွန်မအနေနဲ့ကတော့နိုင်ငံရေးအချင်းသားလူခွင့်ရေးကိုဆောင်ရွက်နေတဲ့ဒီကိုကျိုးမပါတဲ့လူပုဂ္ဂိုလ်မှတ냐ဆိုရင်ဒါလေးကတော့ စဉ်းစားပေးသင့်တယ်လို့ကျွန်မယူဆပါတယ်ဘာဖြစ်လဲဆိုတော့ခိုးဆိုးလူရက်နေတဲ့လူတော်မှပေါ့နော်ဒီလူညင်းချက်နောက်ခွေးမှာပပလာလာကိုတွေ့ရတယ်ပေါ့နော်အပြင်ရလာပြန်လို့လည်းတခါပြန်ပြီးတော့ခိုးဆိုးလူရက်တက်ခတ်နေတာကိုတွေ့ရပါတယ်ပေါ့နော်အဲ့တော့သူတို့တွေတော်မှအဲ့လိုမျိုးလွတ်နေတဲ့လူတော်မှကိုလူညင်းချက်နောက်ခွေးမှာပလာတယ်ဆိုရင်ဒီအများအကျိုးဆောင်ရွက်နေတဲ့လူတွေကြောင့်ဘာကြောင့်မပလာလဲဆိုတာကအံ့ဩစရာကောင်းပါတယ်